မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2005ခုနှစ်ဧပြီလတုန်းရွှေမြူတင်မဂ္ဂဇင်းအမှတ်185မှာဆရာကဲတာရေးသားသောပြိုခဲ့လေးပြီးမိုးရဲဆိုတဲ့စောင်းမလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် ကျော်သားမြင့်ဗမော်ရဲ့တမိုင်းဖြစ်စဉ်တွေကဘေဘီနွဲ့ဆောင်းမကိုရွှေမြူတီအမှတ်183ဖေဖော်ဝါရီ2005မှာဖတ်လိုက်ရလို့ဒီစာစုကိုရေးဖြစ်လိုက်တာပါဘေဘီနွဲ့ဆိုတဲ့မင်းသမီးတူတယုတ်ဆောင်တူဟာမြမရုပ်ရှင်လောကမှာတစ်ချိန်သောအခါကရွှေရောင်လေးလက်တောက်ပခဲ့တာကိုမိမောင်းထိုးပြလိုက်တာဖြစ်တဲ့အတွက်ကျေးဇူးတင်မိပါတယ်တမိုင်းဖြစ်စဉ်တွေကဘေဘီနွဲ့ကိုဖတ်ရင်အဲ့ဒီကာလကိုကိုယ်တိုင်ပြန်ရောက်သွားတယ်လို့ခံစားရပါတယ်ကိုကြည့်ခဲ့မှုတဲ့ချစ်သွေးသစ္စာလှဲကျိုးတဲ့ ို့မချူသာသည့်ပန်းပန်လျက်ပါတခုပန်းစိမ့်ညီညီလွင်နှင်းပြောက်တဲ့တွင်မမထားနဲ့အပါ မိုးလုံးပတ်လဲချစ်သမီး ဒီမြတ်တာလန်စတဲ့စတဲ့မရေတွက်နိုင်အောင် များပြလာတဲ့မင်းသမီးကြီးဘေဘီနွဲ့ကားတွေရဲ့ပုံရိပ်တွေဟာဖြက်ခနဲဖြက်ခနဲစိတ်မြင်ခွင်းထဲမှာစီကာရီကာမှိန်သွားလိုက်လင်းလာလိုက်နဲ့အဟောင်းတွေဟာအတစ်ဖြစ်လာပါတယ်။အဲ့ဒါလိုဖြစ်စဉ်တွေကဇက်ကားလေးတကားကိုတော့မိတ်ဆွေများမမေ့တန်သေးဘူးလို့တွေးထင်ပြီးလို့တီစာကိုရေးပြတာလည်းဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ကားကြီးရိုက်စင်မှာကျွန်တော်နဲ့မင်းသမီးကြီးဒေါ်ဘေဘီနွဲ့တို့ဆုံတွေ့ခဲ့ရခြင်းပါ။ ဘေဘီနွဲ့ဟာဒီဘက်ခေဗန်မင်းသမီးနဲ့တူလဲဆိုရင်စူပါမင်းသမီးနန္နာလိုင်နဲ့အတော်ကိုဆင်ပါတယ်အလုံးဖန်အရမောင်အသားရည်တော်တော်တူပါတယ်နန္နာလိုင်ထက်ပိုပြီးချောတယ်လို့မဆိုတာပေမဲ့ဆွဲဆောင်အားပိုရှိပါတယ်အနောက်တိုင်းသွင်းတော်လို့စကားပြောတဲ့လေယူလေသိန်းကအစဝဲတက်တဲ့နဲ့ကနွဲ့ကလေးရရှိလာတာဟာနန္နာလိုင်နဲ့တူတယ်လို့ပြောရလောက်အောင်အကြောင်းများဖြစ်ပါတယ် အဲဒါပေမဲ့ကျွန်တော်တို့နဲ့တွေ့တဲ့အချိန်ကမင်းသမီးဟာဇရာရဲ့တိုက်စားတာကိုခံစားနေရပြီဖြစ်ပါတယ်1983ခုနှစ်ကကျွန်တော်ဆရာသမားပထမဆုံးဒရိုက်တာလုပ်ရိုက်တဲ့မပြိုသည့်မိုးဆိုတဲ့အဖြူမဲရုပ်ရှင်ကားကြီးပါကျွန်တော်တာဝန်ကတကားလုံးရဲ့ကြော်ညာမှုဒီဇိုင်းတွေကိုရေးဆွဲပေးရတဲ့တာဝန်ပြင်ပကြီးနဲ့ဆိုင်တဲ့လိုအပ်တာတွေကိုကူညီဖို့ရိုက်ကွဲမှာအချင်းပြည့်ရှိနေခဲ့ပါတယ်ဇော်ဝမ်ခင်းနန်းမှုမောင်ရဲချန်းလွင်လွယ်သည့်ဥတိုက်ဆိုဘေဘီနဲ့ညီညီဆွေ စတဲ့သေုပ်ဆောင်တွေနဲ့ရိုက်ခဲ့ကြတာပါဇက်ကားထုတ်လုပ်သူကဒေါက်တာကိုကိုကြီးစိတ်ပညာဌာနမန္တလေးတက္ကသိုလ်ဖြစ်ပြီးပန်းတာရုပ်ရှင်ကုမ္ပဏီဆက်နဲ့ကင်မရာမန်ဘာကြီးခိုင်ဥခိုင်မင်းသမီးတင်နေလာဦးလေး ဥတည်ပေါင်းတို့ဖြစ်ပါတယ်။အခုအကယ်ဒမီဥတန်းညွန်ပန်းတာဟာအဲ့ဒီအချိန်ကပညာသင်လက်ထောက်ကင်မရာမန်ပေါ့ခင်ဗျာ။မပြိုသည့်မိုးဇက်ကားမှာအဓိကဇက်ဆောင်တွေဖြစ်တဲ့မင်းသမီးကြီးဘေဘီနွဲကမမကြီးဖြစ်ဇော်ဝန်းကကိုကိုလက်ဖြစ်မောင်ရဲချမ်းကကိုကိုထွေးဖြစ်တို့ရှိရိတ်ငိမ့်ဆိုတဲ့ဆိုင်ကြီးမှာနေထိုင်ကြတဲ့ဆွေကြီးမျိုးကြီးမောင်နှမတစုပေါ့။ ဘေဘီနွဲ့ဒေါ်မမကြီးဟာအမကြီးပြီးပြီးတအိမ်လုံးကိုဩဇာလွန်မှုချုပ်ကင်ထားသလိုမိသားစုရဲ့စီးပွားရေးကိုဦးစီးသူဖြစ်တော့မောင်ငယ်နှစ်ယောက်ကမလွန်ဆန်ဝတ်နဲ့အင်မတန်မာနကြီးပြီးဂုံမတ်သူဖြစ်သရုပ်ဆောင်ပြင်ပြလှပါတယ်။တအိမ်လုံးမှာရှိတဲ့ခြံဆောင်မာလီနဲ့ကားဒရိုင်ဘာကအစမောင်တွေအစုံခိုင်းစီညွှန်ကြတဲ့အခါမှာအဖျော်ကျင်းကလထိုင်ကြီးပေါ်မှာအခမ်းအနားထိုင်ပြီးစီစဉ်ညွှန်ကြပါတယ်။အဲ့ဒီထိုင်ကုန်ကြီးရဲ့ထဲဝါခန့်ချောင်းမှုကိုကျွန်တော်ကဒီဇိုင်းထုတ်ပြီး 6ဝိုင်ခွဲမှာရှိတဲ့ကျင်းကလထိုင်လုတ်တဲ့သူစီမှာအော်ရာမာပြီးစေးအဖြူရောင်တုတ်လို့ဇက်ဝင်ကန်းတွေကိုမင်းသမီးကြီးနဲ့ရိုက်ခဲ့တာပါပြောရမယ်ဆိုရင်ဇလက်ရမမကြီးတို့ရဲ့သူတို့ရှိရိတ်ရိတ်မိသားစုကြီးဟာလောကရန်ရစီဝါရေးကြောက်ဆုံးသွားတဲ့အခါမှာဇော်ဝဲကိုကိုလက်ကနိုင်ငံသားမှာပညာသင်နေစေဖြစ်တော့ပညာရေးကိုထိခိုက်မှာဆိုလို့မမကြီးကအတိမပေးပဲအထက်ညာမုံရွေးကြေးပုံရွာကလေးကိုတိတ်ဆိတ်စွာစုတ်ခွာရွှေ့ပြောင်းခဲ့ကြရတဲ့အခန်းကိုသူတို့ရှိရိတ်ရိ င်ဆိုင်ကြီးရဲ့စေဝင်ထက်ကအပေါ်စီးမြင်ရတဲ့မြင်ကွင်းဟာကြည့်ရှုသူများကို ကြေကွဲထိခိုက်စေခဲ့တာအမှန်ပါပဲ။အဲ့ဒီခေတ်ကဒေါ်ဂျစ်ကားကြီးရဲ့နောက်မီးပိုင်းမှာဘေဘီနွဲ့မမကြီးအမြဲထိုင်ခဲ့တဲ့ကလထိုင်ဖြူကြီးကိုတခြားပစ္စည်းတွေနဲ့ရောနှောချီနှောင်ထားပြီးဖြင်းချင်းလေးကစွာကားကြီးထွက်ခွာသွားတာကိုရိုက်ပြလိုက်တာပါ။ အဲ့ဒီရိုက်ချက်ဟာအခုချိန်ထိရုပ်ရှင်လောကမှာပြောစမှတ်ပြုကြံခဲ့ပါတယ်။ကားရှိကမ်းမှာဘေဘီနွဲ့မမကြီးဟာလောကရန်ကိုအန်တုလိုက်မဟဲ့ဆိုတဲ့မာနအပြုံးကိုပြောရင်းရင်းချီမှန်ဝတ်စွာတေးဥဆောင်ပြသွားတာအခုချိန်ထိမျက်စိတွေကမထွက်သေးပါဘူး။မင်းသမီးဘေဘီနွဲ့ရိုက်ခဲ့တဲ့ဇက်ကားပေါင်း90ကျော်မှာနံပါတ်ထိုးဖို့မေ့ရသွားတဲ့ဆရာကျော်သက်မြွန်ကိုမပြိုသည့်မိုးဆိုတဲ့ဇက်ကားကြီးကြောင့်ပြောလိုတာတစ်ခုကြောင့်အခုလိုစာစုလေးရေးပြသွားတာပါ။ တနေ့ရန်ကုန်အလုံလမ်းမကြီးမှာရှိတဲ့ရွှေညီလာခြံထဲမှာမင်းသမီးကြီးဘေဘီနဲ့မမကြီးတယောက်သူထိုင်နေကြကလထိုင်ဖြူကြီးပေါ်မှာထိခိုက်ကြေကွဲစွာခံစားရင်းပားပြင်ပေါ်ကိုမျက်ရည်ဥတွေတလိမ့်လိမ့်ကျလာတဲ့အခန်းရိုက်ပါတယ်။ရှင်ထဲကစိုးတက်ပေါက်ကွဲလာတဲ့မျက်ရည်တွေနဲ့ကြေကွဲစွာသေးဥဆောင်နေတဲ့မင်းသမီးကြီးဘေဘီနဲ့မမကြီးရဲ့ကြာဆုံးခန်းရိုက်ပြီးတာနဲ့ချက်ချင်းပဲမင်းသမီးခင်သန်းတို့ကဖက်လဲတကင်းပွေဖက်နှမ်းရှုပ်ပြီးချီကျူးပါတယ်။မင်းသမီးကြီးဟာမျက်ရည်အတူ ုံးဝမတုံပဲရှင်တွေကမျက်ရည်တွေနဲ့အပီပြင်းသေးုပ်ဆောင်ခဲ့တာမမေ့နိုင်စရာပါဒါပေမဲ့ဗျာကံတရားများဟာဒေါ်မမကြီးအဖြစ်သေုပ်ဆောင်နေတဲ့မင်းသမီးကြီးဒေါ်ဘေဘီနဲ့ကိုလည်းချမ်းသာမပေးခဲ့ပါဘူးမပြိုသည့်မိုးစက်ကရရင်တန်းလန်းမှာပဲဒေါ်ဘေဘီနဲ့ဆုံးမသွားပါတယ်စက်ကရိုက်နေတဲ့မှာပဲတနေ့တခြားကြဆင်းလာတဲ့ကြမရဲကိုဂယုမပြုတ်ပဲကားရိုက်နေတာကို ကျွန်တော်တို့တစ်ဖွဲ့လုံးကသတိထားမိပါတယ်အဲ့ဒီနေ့ဟာဆရာကျော်သန်းမြင့်ရဲ့ဆောင်းမမှာပါတဲ့1983 ုံးမလ29ရက်နေ့ဆိုတာသိရပါတယ်ကျွန်တော်တို့မပြိုသည့်မိုးတစ်ဖွဲ့သားလုံးမင်းသမီးကြီးဘေဘီနွဲ့ရဲ့နောက်ဆုံးခေတ်ကိုပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်မင်းသမီးကြီးဆုံးမသွားပေမဲ့သူရိုက်ဖို့ကြံသွားတဲ့အခက်နှခက်အတွက်ကျွန်တော်ဆရာခေါင်းစားပြီးမရိုက်မဖြစ်ရိုက်ရမှာဖြစ်တော့မင်းသမီးကြီးစားလူစားထိုးပြီးအဝေးရချက်တွေနဲ့ရိုက်ခဲ့ကြရတာပေါ့စောဝမ်ကိုကိုလက်နိုင်ငံသားကပြန်လာလေစိတ်မှာဒေါ်မမကြီးမိသားစုကကြိုးတဲ့အခန်းကိုရန်ကုန်စားတိုင်းနဲ့ကျေနံယုံကအမကြီးတူရဲ့အကူ ညီနဲ့ရိုက်ဖြစ်ခဲ့ပါတယ်။နောက်ရိုက်ကွက်တစ်ခုကတော့ဒေါမကြီးကွယ်လုံးနံခန်းကိုကျွန်တော်တကယ်ချင်းပကြီးစရာအဝင်းကြောက်စဲနဲ့လူစားထိုးပြီးမဖြစ်ဖြစ်အောင်ရိုက်ခဲ့ကြရပါတယ်။မပြူသည့်မိုးဇက်ကဟာဒေါ်ဘေဘီနဲ့ရဲ့နောက်ဆုံးတရုပ်ဆောင်သွားတဲ့ဇက်ကဖြစ်လို့စက်ဖို့မင်းသမီးကြီးရဲ့တမိုင်းဖြစ်စဉ်ရုပ်ရှင်ကားပေါင်း90ကျော်မှာဇက်ကနံပါတ်54ဖြစ်တက်မှတ်မယ်ဆိုရင်ဖြင့်ရဒန်ကောင်းရဲ့ဆိုပြီးဒီစာစုကိုရေးဖြစ်လိုက်တာပါ။ မပြူသည့်မိုးရဲ့ဇက်ဝင်လေးသချင်းကိုစန္ဒယာဥလတ်ထုတ်ကရေးဖွဲ့ခဲ့ပြီးအစိုးရကြီးမုံသိန်းဝင်းကတည်ဆိုခဲ့ပါတယ်။ခုအချိန်မှာဖြင့်စန္ဒယာဥလတ်ထုတ်လည်းမရှိတော့ပြီ။မင်းသမီးကြီးဘေဘီနွဲ့သည်လည်းကွယ်လွန်ခဲ့ချေပြီတကား။ကဲတာအမှတ်185 April 2005ရွှေမြူဒီမဂ္ဂဇင်း ဒီဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Konda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်